မတ်လ28ရက်နေ့တောက်ကြနေမြမစံတော်ချိန်မွန်လွယ်12နာရီမိနစ်90မှာမြမနိုင်ငံမန္တလေးမြို့နယ်16ကီလိုမီတာအကွာကိုဗဟိုပြုတ်ပြီးငလင်လှုပ်ခတ်သွားပါတယ်အနက်30ကီလိုမီတာရှိပြီးတိမ်နှဲငလင်ဖြစ်တာကြောင့် Richter scale 9.8အထိတက်ရောက်ခဲ့တယ်လို့ American ဘူမိတိုင်းတာရေးဌာနကတွက်ချက်ထားပါတယ်။ဒုတိယကြိမ်ကတနအိ2မိနစ်မှာမန္တလေးလေစိတ်အနီးမှာပြင်းအား6.8နဲ့လှုပ်ခတ်ခဲ့ပါတယ်။မြမနိုင်ငံနေမကပါဘူး။ ကီလိုမီတာထောင်ကျော်ဝေးတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့တရုတ်နယ်စပ်ဒေသတွေနဲ့အနောက်ဘင်္ဂလားဒေ့ရှ်ထိတက်ရောက်သွားခဲ့ပါတယ်။ဒီငလင်ဟာရှေ့တောင်အာရှမှာအလှုပ်ရှားဆုံးနဲ့အနေရဲ့အကြီးဆုံးပြည်ရွေကျော်ဖြစ်တဲ့စကိုင်းပြည်ရွေကျော်တလျှောက်မှာစတင်ခဲ့တာဖြစ်ပါတယ်။ငလင်ကျောဟာမြန်မာနိုင်ငံအလဲတက်တဲကနေထက်ချမ်းချမ်းထားသလိုဖြစ်ပြီးတော့ဒီတိုက်လျောငလင် strike slip earthquake ရဲ့အလျားကကီလိုမီတာ1200အထိရှိပါတယ် အနောက်ဘက်ကအိန္ဒိယကြောက်ထုလွာနဲ့အရှေ့ဘက်ကစွန်ဒါကြောက်ထုလွာကိုချားထားတာဖြစ်ပါတယ်။ဒီပြည့်ရွေဟာလူဦးရေထိုတက်တဲ့မြို့ကြီးတွေဖြစ်တဲ့မန္တလေးနေပြည်တော်ရန်ကုန်တို့အောက်ကနေဒါမှမဟုတ်အနီးကနေတိုက်ရိုက်ဖြတ်သွားတာပါ။ဒီလိုမျိုးပြ area တွေနဲ့နှီးကတ်တာကြောင့်အကွဲမှုတွေဖြစ်တဲ့အခါမှာအနေရပူကြီးတာဖြစ်ပါတယ်။ဒီပြည့်ရွေဟာ တနစ်ကို18ကနေ20မီလီမီတာလောက်ပဲဖြည်းဖြည်းနဲ့မှန်မှန်ရွေးနေတာပါဆယ်စုနှစ်တွေအများကြီးကြာတဲ့အခါကျတော့တင်အားပုံများလာပြီးတော့အကြီးစားငလင်တွေဖြစ်လာတာဖြစ်ပါတယ်။တမိုင်းတလျှောက်မြန်မာနိုင်ငံကငလင်တွေကိုပြန်ကြည့်လိုက်ရအောင်ပါ။1929ခုနှစ်မေလ9ရက်နေ့မှာပြင်အား9.3 Richter scale ရှိတဲ့ငလင်ဟာပဲခူးတိုင်းမုံညင်းဒေသမှာလှုပ်ခတ်သွားခဲ့ပါတယ်။ အိမ်တွေပြိုကျခဲ့ပြီးတော့လူအယောက်90ခန့်သေဆုံးခဲ့ပါတယ်။ဒါတွေကရန်ကုန်အထိခန်းစားခဲ့ရပါတယ်။1930ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှာတော့9.3 Richter scale ရှိတဲ့ငလင်ဟာဘကိုးရုံးမှပြင်းမနာမှလှုပ်ခတ်ခဲ့ပါတယ်။လူ900ကျော်သေဆုံးခဲ့ပြီးတော့အင်ချီများစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ 1946ခုနှစ်ဩဂတ်လ15ရက်နေ့မှာတော့9.3 Richter scale ရှိတဲ့ငလင်ဟာသခိုင်းတိုင်းမန္တလေးမြို့မြောက်ဘက်80ကီလိုမီတာအကွာမှာလှုပ်ခတ်ခဲ့ပါတယ်။လူ900ကျော်တိဆုံးခဲ့ပြီးတော့အင်ချီထောင်နဲ့ချီပြီးပြိုကျပျက်စီးခဲ့ရပါတယ်။1946ခုနှစ်မှာပဲစက်တင်ဘာလ12ရက်နေ့မှာပြင်းအား6.8 Richter scale ရှိတဲ့ငလင်ဟာသခိုင်းတိုင်းမန္တလေးမြို့မြောက်ဘက်မှာပဲ ိုက်ခတ်ခဲ့ပါတယ်။လူတရာလောက်သေဆုံးခဲ့ပြီးတော့အရှိကဩဂတ်စ်လငလျင်ကြောင့်ပျက်စီးခဲ့တဲ့ဒေသတွေမှာပဲထပ်မံပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒီငလျင်ဟာတလအတွင်းမှာဖြစ်ပွားခဲ့တဲ့ငလျင်ရဲ့ after shock ငလျင်တစ်ခုဖြစ်ပါတယ်။1956ခုနှစ်ဇူလိုင်လ16ရက်နေ့မှာတော့ပြင်အား9.1 Richter scale ရှိတဲ့ငလင်ဟာသကိုင်းတိုင်းမန္တလေးမြို့အနီးမှာလှုပ်ခတ်သွားခဲ့ပါတယ်။ လူ38ဦးသေဆုံးခဲ့ပြီးတော့မန္တလေးမှာရှိတဲ့ရှေးဟောင်းအဆောက်အုံတွေများစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်1995ခုနှစ်ဇူလိုင်လ10ရက်နေ့မှာတော့6.5 Richter scale ရှိတဲ့ငလင်ဟာဘကိုးတိုင်းပြည်မြို့အနီးမှာလှုပ်ခတ်ခဲ့ပါတယ်လူ10ဦးသေဆုံးခဲ့ပြီးတော့အိမ်တွေပြိုကျပျက်စီးခဲ့ရပါတယ်2021ခုနှစ် March 24ရက်နေ့မှာတော့ ပြင်းအား6.8 Richter scale ရှိတဲ့ငလင်ဟာရှမ်းပြည်နယ်တာချီလိမ့်မှာလှုပ်ခတ်သွားခဲ့ပြီးတော့လူ85ဦးသေဆုံးခဲ့ပါတယ်။လူ120တန်းရရှိခဲ့ပြီးတော့ထိုင်း၊လာအို၊ဗီယက်နမ်နဲ့မြန်မာမှာအင်ချီများစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။2022ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာတော့6.8 Richter scale ရှိတဲ့ငလင်ဟာ မော်ပြည်နယ်မော်လမြိုင်မြို့အနီးမှာလှုပ်ခတ်သွားခဲ့ပါတယ်။လူ26ဦးသေဆုံးခဲ့ပြီးတော့လူ200ကျော်ထဏ်ရခဲ့ပါတယ်။ဘန်ကောက်မြို့မှာပါခံစားခဲ့ရပါတယ်။2023ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာတော့ပြင်းအား9.8 Richter scale ရှိတဲ့ငလင်ဟာစကိုင်းတိုင်းကလေးမြို့အနီးမှာလှုပ်ခတ်ခဲ့ပြီးတော့လူ2ဦးသေဆုံးခဲ့ကအိမ်တွေပြိုကျပျက်စီးခဲ့ရပါတယ်။ ဒီငလင်တွေအားလုံးကိုခြုံကြည့်မယ်ဆိုရင် အပြင်းထန်ဆုံးငလင်က1930ဘကိုးရုံးမငလင် ဖြစ်ပြီးတော့9.3 Richter scale နဲ့လှုပ်ခတ်ခဲ့တာပါအသေးပြောက်အများဆုံးငလင်ကတော့1930ငလင်ဖြစ်ပြီးတော့လူ900ကျော်သေဆုံးခဲ့တဲ့ငလင်ဖြစ်ပါတယ်။နောက်ဆုံးလှုပ်ခတ်ခဲ့တဲ့ငလင်ကတော့2017တာချီလိတ်ငလင်ဖြစ်ပြီးတော့6.8 Richter scale နဲ့လှုပ်ခတ်ခဲ့တာပါ။ ီစကိုင်းပြည့်ရွေကျော်ရဲ့နေရာအများပြားမှာနောက်ထပ်အကြီးစားအကွဲမှုကြီးတွေထပ်ဖြစ်ဖို့အချိန်လွန်နေကြတာကြာပြီဆိုပြီးတော့ပညာရှင်တွေကအရင်ကတည်းကသတိပေးထားကြတာဖြစ်ပါတယ်။မြမနိုင်ငံမှာစကိုင်းပြည့်ရွေကျော်ကြောင့်ငလင်လှုပ်တာမှာစိုက်ဝိလျာမှုငလင်ပုံစံမျိုးဖြစ်လေရှိပါတယ်။ရွေလျာမှုနှစ်မျိုးဖြစ်တာကြောင့်ပိုပြင်းတယ်လို့ပြောလို့ရပါတယ်။အခုလက်ရှိမတ်လ29ရက်နေ့ညနေ3:00နာရီအထိ DPP ရဲ့နောက်ဆုံးစုစည်းထားတဲ့အချက်အလက်တွေအရသိဆုံးသူအရေးအတွက်တွေကိုတင်ပြပေးပါမယ်။ မန္တလေးတိုင်းမန္တလေးတိုင်းမှာတော့တိဆုံးသူ838ရောင်အဲ့ဒီထဲမှာမှကြောက်ဆယ်မှာတိဆုံးသူအယောက်30ထိခိုက်ဒဏ်ရာရရှိတဲ့သူကတော့1680ရောင်ပျောက်ဆုံးသူကတော့68ရောင်ဖြစ်ပါတယ်နောက်ထပ်ကတော့နေပြည်တော်ဖြစ်ပါတယ်နေပြည်တော်မှာတော့တိဆုံးသူ96ရောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိတဲ့သူကတော့132ရောက်ဖြစ်ပါတယ်။နောက်တစ်မြို့ကတော့သခိုင်းတိုင်းပါ စကိုင်းမြို့မှာဆိုရင်သေဆုံးသူက18ရောက်ထိခိုက်ဒဏ်ရာရှိသူကအယောက်3ရောက် energy စုံမှုအုပ်ချုပ်နယ်မြေအတွင်းမှာတော့တည်ဆုံးသူ18ရောက်ရှိပါတယ်။နောက်တစ်နေရာကတော့ဘကိုးတိုင်းတောင်ကုန်းမြို့ဖြစ်ပါတယ်။တောင်ကုန်းမှာတော့တည်ဆုံးသူ18ရောက်ရှိပါတယ်။ဘကိုးတိုင်းဖြူးမြို့မှာတော့တည်ဆုံးသူ4ရောက်ထိ ရှိပါပြီ။ ရှမ်းပြည်နယ်အောင်ပန်းမြို့မှာလက်ရှိချိန်ထိသေဆုံးသူ3ယောက်ရှိပါတယ်။ရှမ်းပြည်နယ်ညောင်ရွှေမြို့မှာတော့သေဆုံးသူ85ယောက်ရှိပါပြီ။စကိုင်းတိုင်းရွှေဘုံမြို့အန်ယူဂျီစိုးမိုးအုပ်ချုပ်နယ်မြေအတွင်းမှာတော့သေဆုံးသူ2ယောက်ရှိပါတယ်။ဆိုတော့မတ်လ29ရက်နေ့ထိနောက်ဆုံးရထားတဲ့အချက်အလက်တွေအရသေဆုံးသူဟာ1086ယောက်ရှိပါပြီ။ TV ရဲ့နောက်ဆုံးရသတင်းတွေကို TV TV New Facebook Page website နဲ့ YouTube မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ကျမတို့ငုခတ်တာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။